MacBook တွေကအသစ်ဆိုရင်ဈေးများတာကိုလည်းအားလုံးသိမှာပါ။ဒါကြောင့်တချို့လူတွေကအသုံးပြုပြီးသားကိုပြန်ဝယ်ကြဖို့စဉ်းစားပါတယ်။ဒီဗီဒီယိုလေးထဲမှာဆိုရင် MacBook ကိုအသစ်မဝယ်ပဲ second hand ဝယ်တဲ့အခါဂျင်းမမီရအောင် professional တယောက်လိုစစ်ဆေးနိုင်ဖို့လိုအပ်တဲ့အချက်တွေနဲ့ဘလို့စစ်ဆေးရမယ်ဆိုတာကိုလက်တွေ့ရှင်းပြပေးထားပါတယ်ခင်ဗျ။ဒီလိုနည်းနဲ့ဂျင်းမမီအောင်ရှောင်းလို့ရပါတယ်။ second hand မှာပေါ့တလုံးမွေခင် physical ဘိုင်းကိုတခြားလေးကြည့်ဖို့လိုပါတယ်။ body မှာအပေါင်းအပက်နဲ့ အနားစားတွေပါနေတာဆိုတာကိုစစ်ဆေးရပါတယ်ကြုတ်ကြထားတဲ့အနေထားမျိုးတွေရှိမရှိဆိုတာလည်းစစ်ဆေးတင်ပါတယ် MacBook အောက်ခြေက Screw လေးလုံးရောဆုံဆုံလေးလေးရှိရလားဆိုတာရယ် MacBook ကို ဖွင့်ထားလားဆိုတာရယ်ကိုစစ်ဆေးတင်ပါတယ် Screen ကကွဲအပ်ခြင်းနဲ့အပေါင်းအဆင်းအခြေရတယ်ရှိမရှိဆိုတာကိုလည်းနေအောင်အောက်မှာစစ်ဆေးကြည့်တင်ပါတယ် ဘာလို့လဲဆိုရင် reflect ဖြစ်သွားရဆိုရင် screen မှာအစင်မပြေမပြေရဲ့အပွင့်ရတဲ့ခြေရာတွေကိုတည်တည်ချာချာကိုကိုပြပြမြင်နိုင်ရလို့ပါဘေးပပက်လေက rubber လေးတွေရဲ့အခြေအနေကိုလည်းစစ်ဆေးကြည့်ပါတချို့နေရာမှာဆိုရင် rubber လေးတွေပေါက်ပြဲနေရမျိုးကြီးမရှိရမျိုးကြီးဆိုရင်ဝဲဖို့ပြန်ပြီးတော့တုံ့တက်တင်ပါတယ် MacBook ရဲ့အပေါ်ပိုင်းအဖုံးကိုတောင်တင်းခိုင်မှာမရှိမရှိဆိုတာကိုလည်းအခုလိုလေးစစ်ဆေးကြည့်ပါဗျတောင်တင်းခိုင်မှာမရှိတဲ့ဆိုရင်အဖုံးလေးက trackpad ရှိတဲ့နေရာနဲ့ထိဖို့နည်းနည်းလေးပဲလိုတော့တဲ့အနေထားထိထိန်းထားနိုင်ပါတယ်ပြီးတော့ အောက်ကိုလည်းလုံးဝပိတ်ကြမသွားပါဘူးပြီးတော့ MacBook မှာရှိသမျှအပေါက်တွေအကုန်လုံးကိုစစ်ဆေးပါဗျ USB C အပေါက်ဆိုရင်လည်း memory stick ထိုးပြီးဆန်းတာမျိုး microphone အပေါက်ဆိုလည်း microphone တက်ပြီးတော့ဆန်းတာမျိုးပေါ့ MacBook တွေရဲ့ battery ကို cycle ကောင်းလေးနဲ့တိုင်းတောက်ပါတယ် cycle ကောက်ဆိုတာ၃ညကနေ၁00အထိအာသွင်းခဲ့တဲ့အချိန်ရွေးတက်ကိုပြောတာပါ cycle ကောက်နည်းနည်းပဲရှိတယ်ဆိုရင် battery ကအဆင်ပြေတဲ့အနေထားမှလို့ပြောလို့ရပါတယ်။ cycle ကောက်တထောင်အောက်ရှိနေသေးတယ်ဆိုရင်လည်း okay ပါတယ်။ ဒါပေမဲ့ပိုကောင်းတဲ့ performance နဲ့ battery ကြာရှည်ခံတာမျိုးကိုရှာနေတဲ့ဆိုရင် cycle ကောက်900 out ထဲနေတဲ့ macbook ကိုရှာတင်ပါတယ် cycle ကောက်ကိုဒီလိုစစ်ဆေးလို့ရပါတယ်ဗျ system information app ကိုဖွင့်လိုက်ပါဘယ်ဘက်ချက်က power ညာဘက်က battery information ရဲ့အောက်မှာ cycle ကောက်ဆိုတာလေးကြည့်နေပါတယ်အောက်က condition နဲ့ maximum capacity ကိုလည်းမိမထားတင်ပါအောင် condition မှာ service ပြနေတယ်ဆိုရင် battery လဲမရတော့မှာပါ maximum capacity မှာ80အောက်ရောက်နေအားသိမ့်ခံတော့ပါအောင်10နာရီဆိုရင်9နာရီဝန်းကျင်လောက်ပဲအသုံးခံတော့မှာပါ display ကလည်းစစ်ဆေးရမယ့်အရာတစ်ခုပါ dead bracelet လို့ခေါ်တဲ့အနှက်ရောင်အဆက်ပြောက်တတိလေးတွေကစိတ်ညစ်စရာကောင်းပြီးတော့ macbook သုံးနေတဲ့တစ်လျှောက်မှာစိတ်ကိုအဆင်မပြေဖြစ်နေစေပါတယ် dead bracelet ကိုစစ်ဆေးပေးတဲ့ online tool တွေရှိပါတယ်အဲ့ဒီ website ကိုဖွင့်လိုက်ပါမယ်ဗျ dead bracelet ဆိုတာကဘာလဲသိအောင်နမူနာပြထားတာလေးတစ်ချက်ကြည့်လို့ရပါတယ် solid color background ပေါ်မှာ အဆက်လေးတွေပေါ်နေတယ်ဆိုရင် dead pressure ရှိနေပါတယ်အနှဲ့ရောင်ပေါ်မှာဆိုရင်လည်းဒီလိုအဆက်လေးတွေရှိပါတယ်တခြားရောင်တွေပေါ်မှာလည်းအဆက်လေးတွေရှိနေပါတယ်ကိုယ်ဝယ်မဲ့မပေါ်မှာဒီလိုရှိနေတယ်ဆိုရင်မဝယ်သင့်ပါဘူးဒါဆိုရင် dead pressure တွေကိုစစ်ဆေးဖို့အတွက်အောက်က start tab ဆိုတာလေးကို click လိုက်ပါဗျ click ပြီး full screen နဲ့တောက်ပတဲ့ရောင်တွေကိုပြပေးပါလိမ့်မယ်အရင်ဆုံးအဖြူရောင်ကနေစပါတယ်အဖြူရောင်လေးပေါ်လာပြီဆိုရင် dead pressure တွေရှိမရှိအနီးကပ်လေးကြည့်ပြီးတော့စစ်ဆေးကြည့်ပါဗျမရှိရင်နောက်ထပ်အရာကိုပြောင်းကြည့်ပါ အနည်းအောင်မှလည်း debt pressure လေးရှိမှရှိတေချာလေးအနီးကဆစစေးကြည့်ပါဒီလိုနဲ့အယောင်အားလုံးကိုတုံပြီးဆစစေးကြည့်လို့မရှိဘူးဆိုရင် display ကအဆင်ပြေပါတယ် second hand macbook mobile serial number ကို apple website ပေါ်မှာဆစစေးကြည့်ရပါတယ်ကိုယ်ဝယ်မဲ့ macbook က serial number ကိုဆစစေးကြည့် macbook ကိုထုတ်လုပ်ခဲ့တဲ့ခုနှစ် MacBook အမျိုးအစားပြီးတော့သူ့ကိုပထမဆုံးချိန်စတင်ပြီးတော့ activate လုပ်ခဲ့တဲ့လနဲ့ခုနှစ်ပြီးတော့အာမခံရှိသေးလားဆိုတာကို serial number နဲ့တိုက်စစ်ကြည့်လို့ရပါတယ် ဒီ series ရဲ့နံပါတ်ကိုတရားဖို့အတွက်ဆိုရင် menu bar ပေါ်ကဘယ်ဘက်အပေါ်ဆုံးတော့ apple logo လေးကိုနှိပ်လိုက်ပါဗျပြီး about this mac ကိုနှိပ်လိုက်ပါဒီနေရာကနေ series နံပါတ်ကို copy ကူးလို့ရပါတယ်ဒါမှမဟုတ် macbook ရဲ့အောက်ခြေမှာကြည့်လို့ရတယ်လို့ original ဘူးပါတယ်ဆိုရင်ဘူးရဲ့နောက်ကျောဘက်မှာကြည့်လို့ရပါတယ် series နံပါတ်ရပြီဆိုရင်စစ်ဆေးလို့ရမယ် apple ရဲ့တရားဝင် website လေးကိုဖွင့်လိုက်ပါဗျဒီ link လေးကို description နဲ့ comment section မှာရေးပေးထားပါမယ်ခင်ဗျ ဝင်လာပြီဆိုရင် serial number ဆိုတဲ့နေရာလေးမှာထည့်ပြလိုက်ပါဗျ submit ကိုနှိပ်လိုက်ပါ macbook အမျိုးအစားနဲ့ခုနှစ် activate လုပ်ခဲ့တဲ့လနဲ့ခုနှစ် serial number ကိုတွေ့ရပါတယ်ဒါဟာကိုယ့်လက်ထက်ကဝယ်ဖို့ပြင်ဆင်နေတဲ့ macbook နဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုစစ်ဆေးကြည့်ပါဗျ serial number နဲ့ဒီမှာပြတဲ့အချက်လက်ကကွဲလွဲမှုရှိနေတယ်ဆိုရင်တော့မဝယ်သင့်ပါဘူး keyboard ကိုလည်းစိတ်စိတ်တင်ပါလေ key တစ်ခုချင်းစီလိုက်အလုံးလုံးမှုရှိရလားဆိုတော့ ကိတ်ကိုကျင်စီရပြီးစစ်ဆေးကြည့်ပါဗျ။ကိဘုတ်ကိုစစ်ဆေးပေးနိုင်တဲ့ online tool တွေလည်းရှိပါတယ်။အဲ့ဒါကိုတုံးပြီးစစ်ဆေးကြည့်မယ်ဆိုရင်ဒီ website လေးကိုဖွင့်လိုက်ပါဗျ။ဒီလိုလေးဖွင့်သွားပြီဆိုရင်စစ်ဆေးကျင်တဲ့ကိတ်ကိုကျင်စီကိုနှိပ်ကြည့်ပါ။ဥပမာ physical keyboard ပေါ်ကနေ A S D F ကိတ်ကိုစစ်ဆေးကြည့်ရင်ဒီ website က keyboard ပေါ်မှာကျွန်တော်တို့နှိပ်လိုက်တဲ့ key အတွက်အစိမ်းအောင်လေးတွေပေါ်ပေးပါတယ်။ဒါကနှိပ်လိုက်တဲ့ key ကအလုံးလုံးတဲ့ပြဿနာမရှိဘူးဆိုတာကိုပြတာပါ။ ျွန်တော်နောက်ထပ် F1 ကနေ F12 အထိဂီးတွေကိုစစ်ဆေးကြည့်ပါမယ်ဗျကျွန်တော်နှိပ်လိုက်တဲ့ဂီးတွေကအစိမ်းအောင်လေးပေါ်လာရဆိုရင်ကျွန်တော်နှိပ်လိုက်တဲ့ခလုတ်ကလှုပ်လှုပ်ပါတယ်ဒီ website ကိုသုံးပြီးစစ်ဆေးမှုမလုပ်ချင်ဘူးဆိုလဲ Mac OS မှာပါတဲ့ Test Edit ဆိုတဲ့ app လေးကိုဖွင့်ပြီးအမှန်တကယ်ရိုက်ကြည့်လို့လည်းရပါတယ် MacBook မှာရှိတဲ့အပေါက်တွေကလည်းနေ့စဉ်ဘဝမှာသုံးနေရတဲ့အပေါက်တွေဖြစ်လို့ သူတို့ကိုလည်းစစ်ဆေးရပါတယ်အာသွင်းပေါက်ဆိုရင်လည်းအာသွင်းကြည့်ပါ USB C အပေါက်ဆိုရင်လည်း USB C အမျိုးအစား memory stick hard drive phone အဲ့ဒါတွေကိုထိုးပြီးစစ်ဆေးကြည့်လို့ရပါတယ်နှကြက်ပေါက်ဆိုရင်လည်းစစ်ဆေးကြည့်တင်ပါတယ်အခြားအပေါက်တွေကိုလည်းစစ်ဆေးကြည့်ပါချီးသမျှအပေါက်တွေကိုအကုန်လုံးစစ်ဆေးကြည့်ပါဗျ second hand macbook ဝယ်မယ်ဆိုရင်က USB C memory stick တို့ USB C cable တို့ဖုန်းတို့ကိုတစ်ခါလေးယူသွားတင်ပါတယ်ဗျ Intel CPU သုံးတဲ့ MacBook ကိုဝယ်မယ်ဆိုရင် firmware password ရှိမှရှိကိုအရေးတကြီးစစ်ဆေးဖို့လိုပါတယ်ဗျ။ Apple Silicon အမျိုးအစား MacBook တွေဆိုရင်တော့စစ်ဆေးစရာမလိုပါဘူး။ firmware password ဆိုတာက MacBook ကိုတခြား device တွေအနေနဲ့ boot လုပ်ခွင့်ပေးမှမပေးဘူးဆိုတာကိုဆုံးဖြတ်ပေးတဲ့ password ဖြစ်ပါတယ်။သူရှိနေတယ်ဆိုရင်တက်ခွင့်မပေးပါဘူး။ကိုက MacBook ကို memory stick သုံးပြီးတော့ firmware ပြန်တင်ရမယ်ဆိုရင် firmware password ရှိမနေမှတင်လို့ရတာပါ။ ရှေ့ကနီလန်းတွေကိုတုံးပြီးစစ်ဆေးပြီးလို့ဝယ်ဖို့ဆုံးဖြတ်ချက်မချခင်နောက်ဆုံးစစ်ဆေးတင်တာလေးတခုရှိပါသေးရဲ့ဗျ။အဲ့ဒါတော့ MacBook အတွင်းထဲကအစိပ်ပိုင်းတခုချင်းစီအလုံးလုံးမှုရှိရလားဆိုတာသိချအောင် hardware test လုပ်တာပါ။ဒီလို test လုပ်တဲ့နီလန်းက Apple ရဲ့တရားဝင်နီလန်းဖြစ်ပြီးတော့အထက်ကအစိပ်ပိုင်းတွေရဲ့အခြေအနေကိုကိုယ်တိုင်စစ်ဆေးလို့ရပါတယ်။ပို့ပြီးတော့တိကျမှုရှိသလိုအဆုံးဖြတ် ပေးနိုင်မဲ့စစ်ဆေးမှုလို့ပြောရင်လည်းမမှားပါဘူး။ hardware test လောက်တာနဲ့ပတ်သက်ပြီး Apple ရဲ့တရားဝင်လမ်းညွှန်ချက်တွေကိုကြည့်နိုင်တဲ့ link ကို description နဲ့ comment section မှာကြည့်နိုင်ပါတယ်ဗျ။ဟုတ်ကဲ့ပါခင်ဗျာ။ဒါဆိုရင်တော့ MacBook second hand ဝယ်တာနဲ့ပတ်သက်ပြီးအထောက်အပံ့ဖြစ်မယ်လို့မျှော်လင့်ပါတယ်ဗျ။အဆင်မပြေတာမျိုးပို့ပြီးသိချင်တာမျိုးရှိရင် comment ကားတစ်ဆင့်ပြီးလို့ရပါတယ်ဗျ။